မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တော့မိษွေတို့လည်းသိချင်နေကြမယ်လို့ထင်တဲ့ Charlie ကလှုပ်ကြံခံရပြီးနောက်ပိုင်းနောက်ဆက်တွဲဖြစ်ပျက်လာတဲ့ကိစ္စတွေကောလာဟလတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်အလက်တွေ updates တွေကိုကျွန်မဖတ်ထားတဲ့သတင်းတွေကနေပြီးတော့ကောင်းတော့တင်ပြပေးချင်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတာပါ တကယ်တော့ကျမကချာလီခန့်နဲ့ပတ်သက်တဲ့သတင်းတွေကိုထပ်တင်ဖို့အစီအစဉ်မရှိပါဘူးဒါပေမဲ့သူအသက်ခံရတဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ကျမကစိတ်ဝင်စားတဲ့အတွက်ကြောင့်နောက်ဆက်တွဲသတင်းတွေကိုအမြဲဆက်ဖတ်နေမိတယ်အဲ့တော့စိတ်ဝင်စားစရာအချက်တွေလည်းအများကြီးထပ်ပြီးတော့သိလာရတယ်ဒါကြောင့်မို့လို့ကျမလိုပဲတိချင်နေကြမယ့်မိတ်ဆွေတို့အတွက် ဒီဗီဒီယိုမှာကျွန်မလေ့လာမိသလောက်ပြန်ပြီးတော့ပြောပြသွားချင်ပါတယ်။တည်င်းအမြဲဖတ်နေတဲ့မိတ်ဆွေတွေအတွက်ကတော့တီပီသားတွေပဲဖြစ်နေမှာမို့လို့အချိန်မပုတ်အောင်လို့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်ရှင်။ ပထမဆုံးပြောပြချင်တဲ့အချက်ကတော့အင်တာနက်ပေါ်မှာတည်င်းနေကြီးနေတဲ့လူသက်သမား Tyler Robinson ရဲ့အဖေကလူသက်သမားကိုတည်င်းပေးလို့သူရလာတဲ့စုကြေးဒေါ်လာ1.5တန်းသန်းကို Charlie Kirk ရဲ့မိသားစုကိုပြန်ပေးလိုက်တယ်ဆိုတဲ့တည်င်းဒီတည်င်းက hot ဖြစ်နေရပါတော့ဆိုတော့အဲ့တည်င်းကမှန်သလားလို့သိချင်လို့တည်င်းနဲ့အများကြီးကိုကျွန်မရှာဖတ်ဖြစ်ပါတယ် Charlie Kirk ကစက်တင်ဘာလ10ရက်နေ့မှာအသက်ခံရတယ် FBI ကစက်တင်ဘာလ17ရက်နေ့မှာလူသက်သမားကိုဖမ်းမိဖို့အတွက်တည်င်းပေးနိုင်တဲ့တူတွေကို American Dollar တသိန်းစုချမယ်ဆိုပြီးစုကြေးထုတ်ကြေညာလိုက်ပါတယ်။အဲဒီမှာ Alex ဆိုတဲ့ Republican Political Strategist နဲ့ Consultant ကဒေါ်လာ1000ခွဲထပ်ဖြည့်ပေးတယ်။အလားတူပဲ American Music Director တယောက်ဖြစ်တဲ့ Robbie Starbuck ကလည်းစုကြေးငွေ1000ခွဲထပ်ဆောင်ပေးခဲ့တယ်။ ြီးတော့အရင်နှောင်းကဒီဒီမိုကရက်တွေကိုအဓိကထောက်ပံ့ခဲ့ပြီးတော့နောက်ပိုင်းမှာနိုင်ငံရေးအမြင်ပြောင်းသွားပြီးတော့ conservative ဘက်ကိုပြောင်းလဲလာတဲ့ဒီ Wall Street billionaire တထေးကြီးပေါ့ Bill Ackman ကလည်းဒေါ်လာတက်တန်းထပ်ပြီးတော့ဖြည့်ပေးခဲ့တယ်ဆိုတော့ Charlie Kirk ကိုတတ်တဲ့လူတတ်သမားကိုဖမ်းမိနိုင်ဖို့အတွက် တင်ပေးတဲ့သူကစုစုပေါင်းဒေါ်လာ1.35တန်းကိုစုကြည့်နေနဲ့ရရှိမှာဖြစ်ပါတယ်။ Charlie Cat ကိုတတ်တဲ့လူသက်သမားရဲ့ရုပ်ပုံကို FBI ကလူထုကိုအသိပေးလိုက်တဲ့အချိန်မှာမိဘတွေကအဲ့ဒီပုံထဲကလူကသူတို့သားပဲဆိုတာသိလိုက်တဲ့အတွက်သူတို့ကသူတို့သားကိုရေးလက်မှာအဖမ်းခံဖို့နားချနိုင်ခဲ့ပြီးတော့သူတို့မိသားစုရဲ့မိဆွေတယောက်အကူအညီနဲ့ရေးကိုအကြောင်းကြားပြီးတော့သူတို့ရဲ့သားလူသက်သမား Tyler Robinson ကိုဖမ်းမိနိုင်ဖို့အတွက် တည်င်းပေးခဲ့တာပဲဖြစ်ပါတယ်ဒီ Tyler Robinson ကသူကိုယ်တိုင်ကြတော့ပြစ်ခတ်ဖမ်းဆီးခံရမှာကြောက်တဲ့အတွက်ကြောင့်ဖမ်းခံဖို့တဘောတူလိုက်တယ်လို့လည်းတချို့တည်င်းတွေမှာပြောကြတယ်နော်ဆိုတော့ဒီစုကြေးကတည်င်းပေးတဲ့သူကိုပေးမယ်ဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်တဲ့အတွက်ဗါတွေကဒီပတ်စံကိုရရမှာဖြစ်တယ်လို့လူတွေကယူဆထားကြပါတယ်။ဒါကြောင့်ဒီစုကြေးနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲတည်င်းတွေအများကြီးတက်လာခဲ့တယ်။ Tyler Robinson ရဲ့မိဘတွေကသူတို့ရတဲ့စုကြေး ဒေါ်လာ1.35တန်းတော်ကိုသူတို့မယူဘဲနဲ့ခြာလီခခဲ့မိသားစုကိုပေးလိုက်ပါပြီဆိုပြီးတော့တချို့လူတွေကပြောကြရေးနေကြတာတွေရှိပါတယ်။ထိုင်လာရိုဘင်ဆန်ရဲ့မိဘတွေကိုလည်းချီးကျူးကြတယ်။ခြာလီခရဲ့ကြံရစ်သူမိသားစုတွေအတွက်လည်းဝမ်းသာရတယ်။လူတွေကဒီတည်င်းကိုပုံစံအမျိုးမျိုးနဲ့ share လုပ်နေကြတယ်ဆိုတာကိုတွေ့ရပါတယ်။ဆိုတော့ဒီတည်င်းကမှန်သလားဆိုတာကိုကျွန်မလိုက်ပြီးတော့လေ့လာဖြစ်ခဲ့ပါတယ်။ internet ပေါ်က လေ့လာပြီးတော့ကျွန်မသိရသလောက်ဆိုရင်လှုပ်ထုံးလုံးနေအရာအစုကျင်းဝင်ထုတ်တဲ့ကိစ္စကအဲ့လောက်မယိုးရှင်းပါဘူးငါတို့ကမင်းတို့ပြောတဲ့အတိုင်းတည်င်းပေးခဲ့တယ်ဆိုတော့ငါတို့ကိုစုကျေးအခုပြီးတော့ဆိုပြီးတော့ထိုင်လာရောဘင်ဆိုင်ရဲ့မိဘတွေကစုကျေးကိုအလွယ်တကူပြောပြီးတော့ထုတ်ယူလို့ရတဲ့ဟာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးထုတ်ပေးလို့ရတဲ့ဟာမျိုးမဟုတ်ဘူးဒီလိုစုကျေးငွေထုတ်ယူဖို့ဆိုရင်ဖြတ်တန်းရတဲ့ process အဆင်ဆင်ရှိပါတယ် ကိုယ်တိုင်ကသွားပြီးတော့ငါ့ကိုပေးပါတော့ဆိုပြီးတော့သွားပြောပြီးထုတ်ယူလို့ရတဲ့ကိစ္စမဟုတ်ဘူးပေါ့နော်။စုချင်းငွေရတဲ့နဲ့သူကို FBI ဒါမှမဟုတ်လို့ရှင်ပြီးပါမှဆိုရင်တန်ယုံကလို့မျိုးအဖွဲ့အစည်းတစ်ခုခုကဒီ State Department ကိုပေါ့နော်။ဒီလူကတော့ဖြစ်ဒီလူတပ်သမားကိုဖမ်းမိဖို့အတွက်ဒါမျိုးတည်င်းကိုပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီစုချေးပေါ့နော် Reverse for Justice ပေါ့အဲ့ဒါကိုပေးတင်ပါတယ်ဆိုပြီးတော့အဲ့ဒီဌာနတွေကတင်ပေးရတယ် အဲ့ဒီခါမှသာလဲ Secretary of State ကအဲ့ဒါကိုတုံ့တက်ပြီးတော့ okay ပေးသင့်တယ်မပေးသင့်ဘူးဆိုပြီးတော့ဆုံးဖြတ်ချက်ချရတာ။ "तू ကပေးသင့်တယ်လို့ဆုံးဖြတ်ချက်ချပေးမှသာလဲအဲ့ဒီတည်င်းပေးတဲ့ तू ကအဲ့ဒီပတ်စံကိုထုတ်လို့ရမှာဖြစ်တယ်ပေါ့နော်။ အခုဒီ case မှာကလူသက်သမားကိုတည်င်းပေးတဲ့သူတွေကသူ့ရဲ့မိဘတွေဖြစ်နေတဲ့အခါမှာသူတို့ကိုပေးသင့်တယ်မပေးသင့်ဘူးဆိုတာကိုဒီကျင့်ဝတ်ပိုင်းဆိုင်ရာရှူတောင်းနဲ့ဥပဒေပိုင်းဆိုင်ရာရှူတောင်းကအကြီးအကျယ်ဆွေးနွေးသုံးသပ်ရအောင်မဲ့ကိစ္စဖြစ်နေတယ်လို့လေ့လာသိရှိရပါတယ်။ဆိုတော့ဒီစက်တင်ဘာလအထိတော့လူသက်သမား Tyler Robinson ရဲ့အဖေ Matt Robinson ကိုစုကြည်ပေးရမပေးရအနာပိုင်းတွေကဆုံးဖြတ်ချက်ချမှတ်ထားတာမျိုးလုံးဝမရှိသေးဘူးလို့သိရပါတယ်။ ဒါကြောင့်မလို့မတ်ရိုဘင်ဆန်ကဘာစုကြေးမှထုတ်ယူရရှိခဲ့တာမျိုးလုံးဝမရှိသေးပါဘူးပြီးတော့သူကဒီစုကြေးနဲ့ပတ်သက်ပြီးတော့လည်းလူထုကိုဘာမှအသိပေးထားတာမျိုးလည်းမရှိပါဘူး no comment yet ပါเนาะဒါကြောင့်မလို့ Tyler Robinson ရဲ့မိဘတွေက စုကြေးငွေကိုမယူဘဲနဲ့ Charlie Kaufman မိသားစုကိုပေးလိုက်တယ်ဆိုတဲ့တဲ့င်းကတဲ့င်းအမားပါ နောက်ထပ်ကောလာဟလတစ်ခုကတော့လူသက်သမားထိုင်လာရောဘင်ဆန်ကိုတည်တံမပေးဖို့ချာလီခခဲ့မိပါတွေကတောင်းဆိုခဲ့တယ်ဆိုတဲ့အချက်ပါပဲအဲ့ဒါ YouTube တွေမှာလည်းအများကြီးတွေ့ရတယ်အဲ့ဒီအချက်ကလည်းမမှန်ပါဘူးချာလီခမိပါတွေကဒတင်းမီဒီယာနဲ့ဝေးဝေးမှပဲနေနေပါသေးတယ်အခုချိန်ထိပေါ့နော်သူတို့ကလူထုကိုဘလို့ဒတင်းစကားမျိုးမှမထုတ်ပြန်သေးပါဘူးနောက် Tyler Robinson ကိုတရားဥပဒေအရစီရင်မဲ့ကိစ္စမှာ သူတို့ကတည်တံပေးပါ မပေးပါနဲ့ဘာစကားတစ်ခုမှဝင်ရောက်ဆွဖက်တာမျိုးမရှိပါဘူးချာလီခတ်ရဲ့ကြံရစ်တဲ့စနီးအဲရီကာခတ်ကတော့စက်တင်ဘာလ22ရက်နေ့မှာပြုလုပ်ခဲ့တဲ့သူခင်ပွန်းရဲ့အောက်မေ့ဖွယ်အခမ်းအနားမှာသူကလူသက်သမားကိုခွန့်လွတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တခင်ယေရှုလည်းအဲ့လိုပဲသူ့ကိုတတ်တဲ့သူတွေကိုခွန့်လွတ်ခဲ့တယ်ချာလီကလည်းပဲအဲ့လိုခွန့်လွတ်ခြင်းပါလိမ့်မယ်ပေါ့အဲ့လိုမျိုးပြောခဲ့တယ် အမုံကိုအမုံနဲ့တုံ့ပြန်ခြင်းကအဖြေမဟုတ်ဘူးချစ်ချင်းမေတ္တာကတာအဖြေဖြစ်တယ်ပေါ့နော်တမကျန်းစာကကိုရန်သူကိုတော့မှချစ်ဖို့တွန့်တင်ထားတယ်ဒီချစ်ချင်းနဲ့ခွန့်လွတ်ခြင်းကိုပဲတင်ကြားပေးထားတာမလို့သူကခွန့်လွတ်ခြင်းကိုပဲရွေးချယ်ခဲ့တယ်ဆိုပြီးတော့ပြောခဲ့တယ်ဆိုတော့သူ့အတွက်ကဒါအရန်လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့ဖြစ်ခဲ့ဟာမတူဘူးဘာကြောင့်လဲဆိုတော့သူခွန့်လွတ်တယ်လို့ပြောတာနဲ့သူကအရန်ငိုဖို့မျက်နှာမဲ့ကြသွားတယ်ဆိုတော့ဗီဒီယိုထဲမှာတွေ့ရတယ်ပေါ့နော် ဒီလိုမလွယ်ပေမဲ့သူကခွန်လွတ်ဖို့ကိုရွေးချယ်ခဲ့တယ်ဆိုတာတွေ့ရတယ်။ဆိုတော့အာဒါပေမဲ့ဒီလူသက်သမားကိုတရားဥပဒေအရစီရင်မဲ့နေရာမှာကတော့သူကဘာမှပါဝင်ဆွတ်ဖက်ခြင်းမရှိပါဘူး။တည်ရမပေးပါနဲ့လည်းမပြောဘူး။ပေးပါလို့လည်းမတောင်းဆိုထားပါဘူး။ ။တချို့သတင်းတွေမှာကြတော့အေရီကာခတ်ကလူအများရှိမှာတော့ဒီထိုင်လာရိုဘင်ဆန်ကိုခွန့်လွတ်ပါတယ်ပြောပြီးတော့နောက်ွယ်မှာတည်တံပေးနိုင်အောင်လို့နိုင်ငံရေးသမားတွေနဲ့တိတ်တဆိတ်လိုက်လံတွေးဆပြီးတည်တံပေးဖို့လိုက်ဆော်ဩနေတယ်ဆိုပြီးတော့ပြောကြတယ်။တကယ်တော့အဲ့ဒါကလည်းသတင်းအမှားပဲဖြစ်ပါတယ်။အေရီကာအနေနဲ့တကယ်လို့သားထိုင်လာရိုဘင်ဆန်ကိုခွန့်မလွတ်နိုင်ပဲဒီတန်ကြစီချင်နေဆိုရင်သူကအဲ့လိုခက်ခက်ခဲခဲနဲ့နိုင်ငံရေးသမားတွေအရာရှိတွေကိုလိုက်ပြီးတော့တိတ်တဆိတ်တွေ့နေစရာမလိုပါဘူး။သူက တမရကြီးထရမ့်ကိုယ်တိုင်ကသူတို့နဲ့အနီးဆုံးမှရှိနေတာမဟုတ်လို့သူကအဲ့ရမျိုးအဆင့်တွေကိုလိုက်လို့ဖို့မလိုဘူးလို့ကျွန်မထင်တယ်။သူ့အနေနဲ့ဒီတရားဥပဒေအရဆုံးဖြတ်သွားမဲ့ကိစ္စမှာပါဝင်ဆွဖက်တာမျိုးလုံးဝမလုပ်ဘူးဆိုတာကိုတည်င်းနေရအနေနဲ့တဆင့်တည်ရပါတယ်။ သူ့အနေနဲ့ Tyler Robinson ကိုခွန်လွတ်လိုက်တယ်ဆိုတာပြောထားပါဗျ။အဲဒါပေမဲ့ဒီတရားဥပဒေအရဆုံးဖြတ်သွားမယ့်ကိစ္စတွေမှာပါဝင်ဆွတ်ဖက်တာမျိုးလုံးဝမလုပ်ဘူးဆိုတာသတင်းတွေကနေပြီးတော့လေ့လာသိရှိရပါတယ်။ဆိုတော့အာသူတည်တံပေးအောင်လုပ်လိုက်လုပ်တယ်ဆိုတဲ့သတင်းကလည်းသတင်းအမှားပဲဖြစ်ပါတယ်။ဒါရီကိုလိုက်ဖတ်နေရင်လည်းအရာစိတ်ဝင်စားစရာအချက်တစ်ချက်ကိုပါဖတ်လိုက်ရပါတယ်။တကယ်တော့ Charlie ကဒီတီတံပီးချင်းကိုလက်ခံတဲ့ဒူးဆိုတာ ထောက်ခံတဲ့တူဆိုတာသူ့ရဲ့ဆွေးနွေးချက်တစ်ခုမှာတည်လင်းပြောထားတာရှိနေတယ်။သူကဘလောက်ထိတောင်ပြောသလဲဆိုရင်အဲ့ဒီလိုမျိုးတည်တံပေးတာကိုပေါ့နော်တည်တံချမှတ်ပြီးပြီဆိုရင်မြ мян စီရင်တင့်တယ်။ပြီးတော့အဲ့လိုတည်တံစီရင်တယ်ဆိုတာကိုလူထုကိုပါပြတင့်တယ်။ TV တွေကလည်းလွှင့်တင့်တယ်။ကလေးတွေကိုလည်းကြိခိုင်းတင့်တယ်ဆိုပြီးတော့တော့မှပြောခဲ့တယ်။ဒါမှသာအနာဂတ်မှာမှုခင်းနေနေသွားမယ်လို့သူကယုံကြည်တယ်။သူကအဲ့လိုပြောခဲ့ဘူးတယ်။ အဲ့ဒီဆွေးနွေးညှဉ်းပုံပွဲမှာပဲလူတွေကသူ့ကိုโอเคကလေးတွေကိုတည်တန်းစီရင်တာချစ်ခိုင်းတဲ့နေဆိုရင်ဘေးအရွယ်ကစပြီးတော့ပြတ်တင်တယ်လဲဆိုရဲမိကုံးကိုတော့သူကမဖြေသွားခဲ့ပါဘူးအဲ့တော့ကျမစဉ်းစားမိတယ်ပေါ့နော်အကေ၍ချာလီခတ်ကတာကောင်းကင်ဘုံကနေဒီအမှုကိုကြည့်ပြီးတော့သူ့ရဲ့ဒီဆုံးဖြတ်ချက်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ခံယူချက်ကိုပြောပြခွင့်ရခဲ့မယ်ဆိုရင်သူကအခုလိုမျိုးသူ့ကိုပြစ်တက်ခဲ့တဲ့ Tyler Robinson ကိုသခင်ယေရှုလိုမျိုးပဲခွန်လွတ်လိုက်မှာလား ဒါမှမဟုတ်လို့ရှိရင်ဒီမြေကြီးပေါ်မှာသူရှိစင်အခါမှာသူပြောခဲ့တဲ့လိုမျိုးပဲ။အော်ဒီလိုမျိုးပြစ်မှုကျူးလွန်တဲ့သူကိုဆိုရင်တော့တည်တန်းစီရင်တင့်တယ်လို့များသူပြောမလားပေါ့နော်။အဲ့ဒါမျိုးတော့ကျမသားရှောက်ပြီးတော့တွေးကြည့်တာပေါ့။ကျမမှာဖြေမရှိပါဘူးလို့အခုချိန်ထိမှာ Tyler Robinson ရဲ့အမှုကိုတရားရုံးမှာကြားနာစစ်ဆေးခြင်း၂ကြိမ်လုပ်ခဲ့ပြီးပါပြီ။ပထမတစ်ကြိမ်ကတော့ online ကနေအဲလုပ်ခဲ့တာပါ။ဒုတိယတစ်ကြိမ်ကြားနာခြင်းကိုတော့လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလုပ်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ29ရက်နေ့မှာလုပ်ခဲ့တာပေါ့ အဲ့ဒီမှာသူရှိနေကနောက်ယုံချင်းမတိုင်ခင်မှာသူတို့ဘက်ကနေပြင်ဆင်တာတွေလုပ်ဖို့အတွက်အချိန်လိုအပ်တယ်လို့တောင်းဆိုခဲ့တဲ့အတွက်နောက်တစ်ကြိမ်ကိုတော့အောက်တိုဘာလ30ရက်နေ့မှာမှတက်မှတ်လိုက်ပါတယ်။အခုချိန်မှာ Tyler Robinson ကို ပြစ်မှု9မှုနဲ့တရားစွဲထားတာဖြစ်တယ်။ဒီကြားထဲမှာတော့ Tyler Robinson ကဒီ American နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပေါ့နော်။နိုင်ငံသားတိုင်းရဲ့အခြေခံအခွင့်အရေးကိုအပြစ်အဝခံစားရမှာဖြစ်တယ်လို့တရားတကြီးကပြောပါတယ်။ အီရီကာခတ်ကတော့သူခင်ပွန်းဆုံးတာ3ရက်မြောက်နေ့စက်တင်ဘာလ12ရက်နေ့မှာသူခင်ပွန်းရုံးခန်းကနေပြီးတော့သူ့ယောက်ျားရဲ့မစ်ရှင်ကိုသူကဆက်လက်ပြီးတော့အကောင့်ထဲပို့သွားမှာဖြစ်ကြောင်းသူ့ယောက်ျားရဲ့အသက်နေပေါ့နော်အဲ့ဒါကအရင်သူ့ယောက်ျားရဲ့အသက်နေကအရင်ကချက်ပို့ပြီးတော့ကြေလောင်စွာမြည်ဟိနေစေရမယ်သူ့ယောက်ျားကိုဘယ်သူမှမမေ့အောင် သူတေချာလုပ်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်သူ့ယောက်ျားရဲ့ဒီ campus tour တွေကိုလည်းသူဆက်ပြီးတော့လုပ်သွားမယ်လို့ပြောတယ်เนาะသူ့ယောက်ျားဆုံးပြီးတပတ်အတွင်းမှာပဲ turning point USA ကဝန်ထမ်း1500လောက်ကို Zoom meeting ခေါ်ခဲ့ပြီးတော့သူတို့အားလုံးရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့စိတ်မပူဖို့သူတို့အားလုံးရဲ့အလုပ်အကင်ကမူလအတိုင်းပဲအလုပ်ဆက်ပြီးတော့မြင်းနေမှာဖြစ်တယ်ရနေမှာဖြစ်တယ်ဆိုပြီးတော့ကြတိပေးခဲ့ပါတယ်။ Charlie Cox ဆုံးပြီးတဲ့နောက်ပိုင်းမှာ turning point USA ရဲ့ chapter အစ်စ်ဖွင့်ချင်ပါတယ်။ ချာလီကတ်ဆုံးပြီးတဲ့နောက်မှာဒီ Turning Point USA ရဲ့ chapter အတစ်တွေဖွင့်ချင်ပါတယ်ဆိုပြီးတော့တောင်းဆိုတဲ့စာတွေသူတို့အများကြီးလက်ခံရခဲ့တယ်။ဒီလိုတောင်းဆိုမှုတွေကအနည်းဆုံး6တောင်းကျော်ရှိတယ်ဆိုပြီးတော့ပြောတယ်။အသင်းဝင်တွေအများကြီးလည်းတိုးလာခဲ့တယ်ပေါ့နော်။ CNN ကရေးထားတဲ့သတင်းမှာကတော့ဒီ Turning Point USA ရဲ့ဝန်ထမ်းတွေက Erica Kat ကသူတို့ကိုဆက်ပြီးတော့ဥဆောင်ပေးဖို့အလိုရှိကြတယ်။ Erica Kat ကတော့သူတို့အတွက်အမေလိုမျိုး mother figure တယောက်ပါဆိုပြီးတော့ပြောကြတယ်။ ဲ့ဒါကြောင့်ဒီသူယောက်ျားတီထောင်ခဲ့တဲ့ Turning Point USA အဖွဲ့ကသူ့ကို သူယောက်ျားလုတ်ကြံခံရပြီးရှေ့ရက်အကြာပေါ့စက်တင်ဘာလ18ရက်နေ့မှာ Turning Point USA အဖွဲ့ရဲ့ CEO နာယကအဖြစ်တရားဝင်ခန့်အပ်လိုက်ပါတယ်ခြာလီခောက်မတီးခင်တော့ကလည်းဒီလိုစကားဆမီပြောကြရင်းနဲ့ပေါ့နော်သူ့မိမကိုဒီ turning point USA ရဲ့ခေါင်းဆောင်တာဝန်တွေကိုယူဖို့ဆန္ဒရှိခဲ့တယ်ဆိုပြီးတော့ပြောခဲ့ဘူးတယ် အာအီရီကာခတ်ကလည်းချာလီမိမမလို့ဒီနေရာကိုရလာတယ်ဆိုတာထက်တကယ်ပဲဥဆောင်နိုင်တဲ့အရေးချင်းလည်းရှိတယ်သူပါဆိုတော့သူဘလို့ဆက်ပြီးတော့ဥဆောင်သွားမလဲဆိုတာကတော့ဆက်ဆောင်ကြည့်ရမယ်ကိစ္စပေါ့နော်အခုချိန်မှာတော့အီရီကာခတ်ကသူ့ရဲ့ပူဆွေးဝမ်းနည်းမှုတွေကိုဘလို့ဆေးဝါးဘလို့မူရဆေးဝါးအကူအညီမှမတုံးမဲနဲ့သူ့ရဲ့အဖျားကိုယုံကြည်တဲ့ယုံကြည်ခြင်းနဲ့ပဲကြော်ဖြတ်နေပါတယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ် ချာလီကတ်ဆုံးပြီးတဲ့နောက်အီရကာခတ်ကဒီတတိယမြောက်ကိုဝင်လွယ်ထားတာကိုအတိပေးခဲ့တယ်ဆိုတဲ့သတင်းကလည်းထွက်လာသေးတယ်။ဒါပေမဲ့အဲ့ဒီသတင်းကလည်းသတင်းအမှားပါတဲ့။နောက်ထူးခြားတာတစ်ခုရှိတယ်။အဲ့ဒါကချာလီကတ်လောက်ကြံခံရတဲ့သတင်းကို အများရှိမှဝမ်းသာပြတဲ့သူတွေပြောင်လောင်တဲ့သူတွေအများကြီးအလုတ်ဖြုတ်ခံရတာပဲ။အ ਨੇ ဆုံးလူတွေဒါဇင်နဲ့ချီပြီးတော့သူတို့အလုတ်ကနေထုတ်ပစ်တာကိုခံရတယ်။တချို့သတင်းတွေမှာကတော့ဒီ145ရောက်လောက်အလုတ်ပြုတ်သွားတယ်လို့ပြောတယ်။ ဒါအပြင်အလုံးမပြုတ်ပေမဲ့လဆာမဲ့ခွင့်ယူခိုင်းခံလိုက်ရတာတခြားအပြစ်ပေးခံလိုက်ရတဲ့လူတွေလည်းယာနဲ့ချီပြီးရှိတယ်လို့ပြောတယ်။အလုံးထုတ်ခံလိုက်ရတဲ့သူတွေကလည်းနေပေဆုံးတယ်။ဟိုကကျမရေးဝန်ထမ်းနေပညာရေးနေပေးဟာဝန်ထမ်းဆရာဆရာမတွေပေါ့နော်တက္ကသိုလ်ရောထက်တန်းရောကုန်ပါတယ်။နောက် journalist တွေလေးရင်မောင်လေးရင်မေးတွေနောက်စားတောက်ဆိုင်ဝန်ထမ်းဥပဒေအရာရှိအမှုပညာရှင်အစသဖြင့်ပေါ့နော်ကဏ္ဍအတီးတီးရလူတွေပါပါတယ်။ ဘလို့နိုင်ငံရေးခံယူချက်မတူညီမှုတွေရှိနေပါစေ လူတယောက်က ကိုနဲ့အမြင်မတူသူရဲရဲဆက်ဆက်လောက်ကြံခံရတာကိုဝမ်းတာတာထောက်ခံတာကအမြင်မတူရင်ရှင်းပြရမယ်ဆိုတဲ့ဒီအကျန်းဖက်မှုကိုအားဖြည့်ရာရောက်တဲ့အတွက်ကြောင့်ဒီလိုလူတွေကိုဒီလက်မခံနိုင်ကြတာပေါ့နော်အထူးသဖြင့်ဒီကျမရေးဝန်ထမ်းတွေနဲ့ပညာရေးဝန်ထမ်းတွေမှာဒီလိုအမြင်ရှိနေတာအရန်အန်ဒီရှိတယ်ဆိုပြီးတော့တချို့ကရေးကြတယ်ကလေးတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ဆရာဆရာမတွေမှာဒီလိုအကျန်းဖက်တဲ့မှုကိုလက်ခံကြောင်းလူသိရှင်ကြားထုတ်ပြတာကကလေးတွေအတွက်ဒီအန်ဒီရရှိတယ်ပေါ့ နမူနာကောင်းမဟုတ်တဲ့အတွက်ကြောင့်ဆိုပြီးတော့အလုတ်ထုတ်ခံကြရတာဖြစ်တယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပေါ့ဒီ Jimmy Kimmel ဆိုတဲ့ The Late Night TV Host ပေါ့နော်အရင်အောင်မြင်တဲ့အဲ့လူတယောက်ဆိုရင် Charlie Kirk ကို၆ခန်းတဲ့သူတွေနဲ့အသက်ခံရတဲ့အကြောင်းကိုသူ့ရဲ့ဝေဖန်ပြောဆိုတဲ့ပုံစံကြောင့်ပေါ့နော်သူ့ရဲ့ TV show ပါအပြီးရနာလိုက်ရတယ်အဲ့လိုမျိုး TV show အပြီးရနာလိုက်ရတဲ့အတွက်ကြောင့်လဲဆန္ဒပြမှုတွေကထပ်ပြီးတော့မှဖြစ်လာတယ်သူ့ကိုရက်လိုက်တာမကြိုက်တဲ့အတွက်ကြောင့်ပေါ့နော်သူ့ကိုကြိုက်တဲ့သူတွေဆန္ဒပြတယ်အဲ့လိုမျိုးတွေထိပါဖြစ်ခဲ့တယ်နောက်တက္ကသိုလ်တစ်ခုကဌာနမှုတယောက်ကလည်းဒီ ဟိုချာလီကဆုံးသွားတာနဲ့ပတ်သက်ပြီးတော့သူက zero sympathy ဆိုပြီးတော့လုံးဝမတနာဘူးဆိုတော့ post ကိုတင်လိုက်တဲ့အတွက်ကြောင့်ချက်ချင်းအလုပ်ထုတ်ခံရတယ်။နောက်ဒီ Kansas Department of Education ကဝန်ထမ်းတယောက်ကလည်းပဲဗာရေးထားလဲဆိုတော့ well deserved ပေါ့နော်။အဲကောင်းကောင်းထိုက်တန်တယ်ဆိုပြီးတော့အဲ့လိုရေးတင်လိုက်တဲ့အတွက်ကြောင့်သူလည်းအလုပ်ပြုတ်သွားတယ်။ဒီလိုမျိုး အရာရှိတွေနာမည်ကြီးတဲ့သူတွေအလုတ်ပြုတ်သွားတာနောက်သူတို့ပါဝင်နေတဲ့လှုပ်လှဆ project တွေကလည်းရန်နာခံလိုက်ရတဲ့သူတွေအများကြီးရှိတယ်များလုံးလို့ကျွန်မဒီမှာသိစိတ်မပြောတော့ဘူးပေါ့နော်ဒီလို Charlie ခအသက်ခံရတာနဲ့ပတ်သက်ပြီးတော့ဝမ်းမြောက်ကြောင်းထောက်ခံကြောင်းအများရှိမှ social media မှာထုတ်ပြောတဲ့လူတွေအလုတ်ထုတ်ခံရတာနဲ့ပတ်သက်ပြီးတော့ American နိုင်ငံမှာဒီလှုပ်လှဆပြောဆို free speech day အလုတ်သမားအခွင့်အရေးနဲ့ပတ်သက်တာပြီးတော့ cancer ကချာကြောင်းတွေကို လူတွေကအရန်ကြည်ကြည်ပြန့်ပြန့်ဆွေးနွေးညှင်းခုန်နေကြပါတယ်။ cancel culture ဆိုတာကလူတွေကိုသူတို့ပြောတဲ့ဒါမှမဟုတ်ရင်လုပ်တဲ့အလုပ်တစ်ခုအတွက်ကိုတာဝန်ခံခိုင်းလိုက်တဲ့ပုံစံမျိုးနဲ့တူတယ်။ဘွဲခော့လုပ်တာကကြတော့ cancel culture ရဲ့အစိတ်အပိုင်းတစ်ခုပဲပေါ့နော်။ဘွဲကော့လုပ်တယ်ဆိုတာကဒီလူဒါမှမဟုတ်လို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းကိုဒီလိုအမြင်မျိုးရှိလို့သူကဒါပြောလို့သူကဒါလုပ်လို့သူ့မှာဒီလိုရက်တီချက်တွေရှိနေလို့မမှန်နေလို့သူ့ပစ္စည်းကိုငါလုံးဝမသုံးဘူးမဝယ်ဘူး။သူပါရင်မကြည့်ဘူးနားမထောင်ဘူးအားမပေးဘူးဆိုတော့ ဘူးတပိတ်နဲ့သူ့ကိုမကြိုက်ကြောင်းပြတာအဲ့ဒီစီးပွားရေးလုပ်ငန်းကိုမကြိုက်ကြောင်းပြတာဘွဲကောက်ကအများအဖြစ်ဒီနာမည်ကြီးတွေနဲ့အဲစီးပွားရေးလုပ်ငန်းတွေအပေါ်မှာပဲအသုံးပြုလို့ကောင်းတဲ့အရာပေါ့နော် cancel culture ကကြတော့အဲ့ဒါတွေလည်းလုတ်တလို့အဲ့ဒါထက်ပိုတယ်လို့ပြောလို့ရတယ်။ तू ကနာမည်မကြီးတဲ့တာမန်လူတွေကအဆထိတယ်။နာမည်လည်းမကြီးဘူးဘာစီးပွားရေးလည်းမပိုင်တဲ့သူကိုဘွဲခေါက်လုတ်တယ်ဆိုရင်သူ့တက်ဘာမှထိခိုက်နေတာမှရှိစရာမရှိဘူး။ဒါပေမဲ့ cancel culture လို့ပြောလိုက်လို့ရှိရင်ကြတော့ အဲ့ဒီလူကိုလူမှုအတိုင်းဝိုင်းထဲကနေပါဖေးကျင်းလိုက်တာသူနဲ့မဆက်ဆံတော့သူ့ကိုအလုတ်ထုတ်ပစ်လိုက်တယ်သူ့ရဲ့အတန်နဲ့တိတ်သွားအောင်အလုတ်ပစ်လိုက်တာ silence လုပ်လိုက်တာပေါ့နော်လူတူချင်းစီမှာဒီ cancel culture ကိုတုံးတယ်ဆိုတော့တော်တော်ထိနာတဲ့ကိစ္စပေါ့အခုတော့အဲ charlie cut case မှာကဒီ cancel culture ကိုကျင့်သုံးတာအယမ်းမြန်လို့နေလို့တချို့လူတွေကတုံးတတ်ကြတယ် ဥပမာဆိုရင်ဒီလူကဒီနေ့ post တင်လိုက်တယ်ပေါ့နော်ဒီ Charlie Cut တည်ဆုံးတာနဲ့ပတ်သက်ပြီးတော့ဝမ်းမြောက်ကြောင်းဒါမှမဟုတ်လို့ရှိရင်အများရှိမှမတင်တော်တဲ့အဲ့လိုအကျမ်းဖက်တက်ဖြတ်မှုကိုအားပေးထောက်ခံတဲ့ပုံစံတဘောထားမှတ်ချက်တစ်ခုခုပြောလိုက်တယ်ဆိုတာနဲ့ချက်ချင်းကိုအလုပ်ဖြုတ်ပစ်တာဒီနေ့ဖြုတ်ဒါမှမဟုတ်မနေ့ပြန်ကိုဖြုတ်ခိုင်းလိုက်တာအလုပ်မဖြုတ်ရင်လည်းသူ့ကိုအတင်းခွင့်တွေတွားခိုင်းလိုက်တာတို့အပြစ်ပေးတာတို့အဲ့လိုမျိုးလုပ်တာကိုခံရတယ် အဲ့လိုမျိုးဆုံးဖြတ်ချက်ကအယမ်းမြန်တဲ့ဒီအရေးယူမှုကအယမ်းမြန်တဲ့အတွက်ကြောင့်တချို့သူတွေကမယွန်းဆွဆွဲခံရပြီးအလုတ်ထုတ်ပစ်ခံရတဲ့သူတွေလည်းရှိတယ်လို့ပြောတယ်။တချို့ကကြတော့လည်းဒီအလုတ်ထုတ်လိုက်တဲ့အလုတ်ရှင်ကိုပြန်ပြီးတော့တရားစွဲတာလည်းရှိတယ်ပေါ့နော်။ဆိုတော့ Charlie Cut ကို၆ခါတဲ့သူတွေကဒီလိုမျိုး cancel culture ကိုကျင့်သုံးတာကိုသူတို့ရဲ့အမုန်းတွေနဲ့ပြည်နေတဲ့အပြောအဆိုတွေကိုသူတို့ပြန်ပြီးတော့တာဝန်ယူရတာလို့မြင်ပြီးတော့နောက်မ၆ခါတဲ့သူတွေကကြတော့ ဒါကနိုင်ငံသားတယောက်ရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့နိုင်ငံရေးအမြင်ဖော်ထုတ်ခွင့်ကိုဒီအဟန့်သားဖြစ်စေတယ်ပေါ့။တန်ခတ်ဖို့အသုံးချတဲ့ cancel culture တခုပါဆိုပြီးတော့ဒါကိုမနစ်သက်ကြောင်းဝေဖန်နေကြတာရှိပါတယ်။ Charlie Kirk ကအမေရိကမှာအရန်လူမုံများသလိုလူချစ်လူခင်နဲ့အရန်များတဲ့လူလို့ပြောလို့ရပါတယ်။ Charlie Kirk ကို6ခန်းတဲ့သူတွေကစုပေါင်းပြီးတော့သူမိသားစုအတွက်စုစုပေါင်းဒေါ်လာ6တန်းကျော်အလူငွေပေးအပ်ခဲ့ပါတယ်။ပြီးတော့ ဒီ GoFundMe တို့เนาะ GiveSend Go စတဲ့အရန်ပုံငွေရှာတဲ့ platform တွေကိုအသုံးပြုပြီးတော့အလူငွေရှာတဲ့အထက်ကနေလဲဒေါ်လာ3တန်းကျော်ရထားတယ်ဆိုပြီးတော့သိရပါတယ်ဒီရက်20ကျော်အတွင်းမှာပဲပေါ့เนาะသူ့ရဲ့ကြံရစ်သူမိသားစုကိုဝမ်းဝမ်းမေတ္တာပြတဲ့အလူငွေက10တန်းနီးပါးအထိကိုရောက်သွားခဲ့ပါတယ်ချာလီခတ်လုတ်ကြံခံရမှုနဲ့ပတ်သက်တဲ့ update တင်းတွေကိုလေ့လာထားတာကတော့ဒီလောက်ပါပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် Rocky the Storyteller YouTube channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာမူခင်းတဲ့တင်တွေကိုဆက်လက်ပြီးတော့ရှာဖွေပြီးတင်ဆက်ပေးနေမှာ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Rocky the Storyteller YouTube channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်ရှင်။ဗီဒီယိုတင်လိုက်တာနဲ့တီးလို့ရအောင်လို့ခေါင်းလောင်းပုံလေးကိုလည်းကျေးဇူးပြုပြီးတော့နှိပ်ပေးခဲ့ပါအောင်လို့ပြောချင်ပါတယ်။ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။拜拜。Bye bye.